အင်းစိန်မှာပြန်လည်ခြေချမယ်ဆိုတဲ့သတင်းဟာလူများပြောစရာအကြောင်းအရာတစ်ခု ဖြစ်လာခဲ့ပါတယ်။စစ်ကောင်စီကို ထိုးစစ်ဆင်တိုက်ခိုက်တော့မယ်လို့ညာတန်ပေးလိုက်ခြင်းလည်းဖြစ်ပါတယ်။ခုနှစ်ခုနှစ်မှာစတင်ဖွဲ့စည်းခဲ့တဲ့ KNDO ဟာရန်ကုန်အင်းစိန်မြို့နယ်မှာဌာနချုပ်ထားရှိခဲ့ပါတယ်။1949ခုနှစ်မှာမတရားသင်ကြီးညာခံရပြီးဌာနချုပ်တိုက်ခိုက်ခံခဲ့ရပါတယ် 2020ခုနှစ်မှာဆရာနာသိမ်းပြီးတဲ့နောက်စစ်တပ်ရဲ့တိုက်ခိုက်တွေကိုအစိုးဆုံးလက်ခံနဲ့တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့တွေထဲမှာကင်မျိုးသားစီယုံ KNU လဲပါဝင်ပါတယ်။ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF ဆိုတဲ့အမည်သက်မချက်ပေါ်မလာခင်အစိုးပိုင်းကာလကပင်အနာသိန်းစစ်ကောင်စီကိုလက်နက်ကိုင်တိုက်ခိုက်လို့တဲ့လူငယ်ထောင်ပေါင်းများစွာကိုကင်တို့ရဲ့အုပ်ချုပ်မှုနေမြေတွင်းမှာလေ့ကျင့်သင်ကြားပေးခဲ့ပါတယ်။ ဒါရီမကအချောင်းမျိုးမျိုးကြောင့်ရောက်လာကြသူများစွာကိုလည်းနေမြေတွင်းမှာခိုလုံခွင့်ပေးထားပါတယ်။ PDF ပေါ်ထွက်လာချိန်မှာလည်းကျင်းတို့ရဲ့နေမြေတွေကိုအသုံးပြုခွင့်ပေးခဲ့ပြီးစစ်ကောင်စီကိုတွန်းလှန်တဲ့စစ်စင်ရေးတွေဆင်နွှဲစေခဲ့ပါတယ်။အရင်ကသဘောထားမတက်ဆိုင်မှုကြောင့်ခင်ယူကနေခွဲထွက်သွားတဲ့ကျင်းလန်းနိုင်အစုဖွဲ့တချို့ကိုလည်းနေမြေတွင်းပြန်လည်အခြေချလှုပ်ရှားခွင့်ပြုခဲ့ပါတယ်။ DGB ခွဲထွက်အဖွဲ့တစ်ခုဖြစ်တဲ့ဘူစောကျော်တဲ့ဥဆောင်တဲ့ဖွဲ့ စုံးတဲ့ဓားမြဥဆောင်နဲ့ကော်တူးလီတက်မတော် KDN လေးကနေခွဲထွက်လာတဲ့ဘူအေဆေဝါဖွဲ့တို့ကိုပြန်လက်ခံခဲ့ပါတယ်အနာသိမ့်ပြီးလပိုင်းကြမှာပဲ KNU လှုပ်ရှားနေမြေမှာတက်ပွဲတွေကြေကြေပြန့်ပြန့်ဖြစ်ပေါ်ခဲ့ပါတယ်အနာသိမ့်ပြီးနှစ်လကြာမှာထိုင်းမြန်မာနယ်စပ်တန်လွင်မြစ်ပေါ်ချေပြုတ်ထားတဲ့စစ်ကောင်စီရဲ့တိမှုထားစခန်းကိုသိမ်းခြင်းဟာပထမဆုံးစခန်းသိမ်းတိုက်ပွဲဖြစ်ပါတယ် နောက်ထပ်တလားကြာမှာတော်လဲတာစကန်ကိုတင်ပိုင်နိုင်ခဲ့ပါတယ်အဲ့ဒီစကန်တွေဟာ KNU တက်မဟာငားနေမြေတွင်းကစကန်တွေလည်းဖြစ်ပါတယ်2022ခုနှစ်ဟာ KNU နေမြေတွင်းစကန်သိန်းတိုက်ပွဲအများဆုံးနှစ်လို့ဆိုရမှာပါ တက်မငါးမှာကြောင်ညက်စခန်းတက်မ6တေပေါ်ဘိုးစခန်းဝေါ်လီရဲစခန်းကြိတ်စခန်းတက်မ3မှာကြောင်မြအောင်လုံးစိန်ကျွမ်းမင်စိတ်ကော့ပြင်းနဲ့ကျောင်းစုစခန်းတို့ကိုတင်ပိုင်နိုင်ခဲ့ပါတယ် 2024ခုနှစ်မှာခင်ယူနဲ့၎င်းရဲ့လက်နက်ကန်တက်ဖြစ်တဲ့အကင်မျိုးသားလွတ်မြောက်ရေးတက်မတော် KNL အတွက်တမိုင်းမှတ်တမ်းတွေရေးထိုးနိုင်တဲ့အောင်ပွဲတွေရှိခဲ့ပါတယ်။ကျန်းရေးစေကြီးမျိုးနဲ့တွင်ရှိကြိုက်တုံပြူဟာမြဝေမျိုးတင်ငန်းညီနောင်ပြူဟာချင်းမြန်တရင်၃ခုကိုတိမ့်ပိုင်နိုင်ခဲ့ပါတယ်။ဖာပေါ်မှာခြေချစစ်ပြူဟာခမရ၃လေး၃ညနဲ့ခမရ၃လေး၁တို့သာကျန်တော့ပြီးမြို့ကိုခင်ယူကထိန်းချုပ်ထားနိုင်ပြီဖြစ်ပါတယ်။ အခုနောက်ဆုံးအနေနဲ့မွန်ကင်နေဆက်မဲပလီဗျူဟာနဲ့ခင်ယူရဲ့ဌာနချုပ်ဟောင်းနေမြင့်ဖြစ်တဲ့မာနေပလောဒေတာတွေကိုသိမ့်ပိုက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ PDF ဟာမဖွဲ့စည်းခင်ကပင် KNN အန်လီရဲ့စစ်စင်ရေးတွေမှာပါဝင် နေခဲ့တာဖြစ်ပါတယ်။နောက်ပိုင်းစစ်ကြောင်းတွေဖွဲ့သိရမှာလဲစစ်ကြောင်းမှုဟာ KNN အန်လီမှာဖြစ်ပြီးဒုတိယစစ်ကြောင်းမှုဟာ PDF မှာဖြစ်ပြီးတော့ကိုကဲမှုတာဝန်ကိုယူရပါတယ်။ဒေတာတွင်အခြားသောကင်လန်နိုင်ငံဖွဲ့တွေကတော့ကင်နေကြဆောင်တက် BGF ဒီမိုကရေစီကြိုးပြုပြင်တက်မတော် DKB နဲ့ကင်ငင်းချင်းရေးကောင်စီ PC တို့ဖြစ်ပါတယ်။ကောင်းဆောင်ကောင်းဖြစ်အောင်ဒုက္ခတက်ပါနိုင်ငံသားကင်းနေကြသောတက်ဟာစစ်ဆိုးရလက်ထက်မှာ DKB ကနေခွဲထွက်ပြီးစစ်ကောင်စီလက်အောက်ခံနေကြသောတက်အဖြစ်အသွင်ပြောင်းခဲ့ပါတယ်။ တင်းနေကြဆောင်တက်ဟာစစ်တပ်နဲ့တူလှုပ်ရှားခဲ့ပြီးစစ်စင်ရေးတွေမှာပါဝင်ခဲ့ပါတယ်။2023ခုနှစ်မှာကရင်ဖွဲ့စည်းတွေကြားညှိနှိုင်းမှုတွေပြုလုပ်ခဲ့ပြီးတဲ့နောက်ကရင်နေကြဆောင်တက်ဟာတော်လရင်တက်ဖွဲ့တွေရဲ့စစ်စင်ရေးတချို့တွေကူညီခဲ့ပါတယ်။ကျိုက်တုံပြူဟာတင်ငန်းညီနောင်ပြူဟာနဲ့ညရီမြို့သိန်းတက်ပွဲတွေမှာ BGF ရဲ့ကူညီများစွာပါဝင်ခဲ့ပါတယ်။ကျိုက်တုံပြူဟာသိန်းတက်ပွဲမှာ BGF က၎င်းတို့ရဲ့နေမီကိုအုံပြုတ်ခွင့်ပေးခဲ့ပြီးတင်ငန်းညီနောင်ပြူဟာအစုလိုက်ပြုံလိုက်လက်နဲ့ချမှုမှာ BGF ကကြားဝင်ဆောင်ရွက်ပေးခဲ့ပါတယ်။အလားတူမအောင်မမြင်ဖြစ်ခဲ့တဲ့2023ခုနှစ်ကော့ဂရိတ်မြို့သိမ်းတိုက်ပွဲ2024မြောက်ရီမြို့သိမ်းတိုက်ပွဲတို့မှာလည်း BGF ကနှစ်ဖက်စလုံးကိုအကူအညီပေးခဲ့ပါတယ်။နှစ်ဖက်စလုံးလို့ဆိုရတာကတော့ကော့ဂရိတ်မြို့သူအောင်စရာစစ်ကြောင်းဝင်းမလာခင်ရက်ပိုင်းလိုမှာ BGF ရောက်လာခဲ့ပြီးမြို့ရင်းရှိနေတဲ့တော်လန်ရေးတပ်ဖွဲ့တွေရဲ့နေရာမှာဝင်ယူခဲ့ပါတယ်။ ါပေမဲ့အဲ့ဒီလိုနေရာယူမှုဟာတညတာဖြစ်ပြီးအောင်စရာစစ်ကြောင်းဝင်ရောက်မလာခင်အချိန်ပိုင်းမှာ BGF ပြန်ထွက်သွားခဲ့ပါတယ်။အဲ့ဒါကြောင့်ပဲအောင်စရာစစ်ကြောင်းဟာကော့ဂရိတ်မြို့သို့ခလုံးမထိစူးမညီပဲဝင်ရောက်လာနိုင်ခဲ့ပါတယ်။မြဝရီမြို့သိမ်းတပ်ပွဲမှာလည်းတော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်မလာခင်ကတည်းကမြဝရီမြို့ဆောင်တပ်ဖြစ်တဲ့ခလိုက်ယာ2ခု5ကစစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့မိသားစုဝင်တွေဟာ BGF စီစဉ်နဲ့မြန်မာထိုင်းချစ်ကြည်ရေးတရအမှတ်2အောက်သို့ရောက်တော့ပါတယ်။ ဒါပြင်အဲ့ဒီစစ်ကောင်စီတပ်ဖွဲ့တွေလိုအပ်တဲ့ခရဲန်တွေသဲအိတ်ကာကွယ်တွေကိုလည်း BGF ကပဲထောက်ပံ့ပေးခဲ့ပါတယ်။တစ်ဖက်မှာလည်းတော်လန်ရေးတပ်ဖွဲ့တွေများပြည်မျိုးတို့ဝင်ရောက်နိုင်ဖို့လည်း BGF ကအာရှလန်မြောက်ဖက်များပြည်မျိုးနှစ်တက်ဆွဲထားတဲ့စခန်းကုန်းတွေကနေစစ်ခွာပေးခဲ့ပါတယ်။မြောက်ပြည်မျိုးကိုတော်လန်ရေးတပ်ဖွဲ့တွေဝင်ရောက်လာခဲ့ပြီးတဲ့နောက်ပေါ်ပေါက်လာတဲ့အမတ်နှစ်တရားအောက်တိုက်ပွဲမှာ BGF ကစစ်ကောင်စီတပ်ကိုကူညီပေးခဲ့ပါတယ်။ နောက်ဆုံးမှာတော့မြဝတီမြို့ကနေ KNL နဲ့တော်လန်ရေးတပ်ဖွဲ့တွေပြန်လည်ဆုတ်ခွာခဲ့ရပြီး BGF ကတရားအောင်ရှိစစ်ကောင်စီတပ်တွေကိုမူလနေရာဖြစ်တဲ့ခလာယာ2ခုငါတွင်ပြန်လည်ပို့ဆောင်ပေးခဲ့ပါတယ်။ DGB ဟာလည်း BGF နီးတူတကူးထွားတဲ့ကရင်လက်နက်ကင်ဖွဲ့ဖြစ်ပါတယ်။ DGB ကဘူဆာလုံးလိုတမှုတချို့ဟာလေအာနာသိမ့်ပြည်တဲ့နောက်နေဆက်သူရောက်သွားတဲ့လူငယ်တွေကို၎င်းတို့ရဲ့ T8 အောက်မှာကာကွယ်ပေးခဲ့ပါတယ်။အဲ့ဒီလူငယ်တွေနဲ့ပဲစစ်ကောင်စီစခန်းတချို့ကိုတိုက်ခတ်ခဲ့ပြီးမအောင်မမြင်ဖြစ်ခဲ့တဲ့ဥက္ကဋ္ဌစခန်းသိမ်းတပ်ပွဲဟာထင်ရှားပါတယ်။စစ်ကောင်စီနဲ့ဆက်ဆံရေးမပြတ်လို့တဲ့ DGB ခေါင်းဆောင်ပိုင်းကဘူဆာလုံးပါဝင်တော်လှန်ရေးတပ်ဖွဲ့တွေနဲ့ပူးပေါင်းခဲ့တဲ့တမှုတချို့ကိုတပ်ဖွဲ့ကနေထုတ်ပယ်ခဲ့ပါတယ်။ တော်လိုင်းတဖွဲ့တွေနဲ့အတီလင်းပူပေါင်းမှုမရှိပေမဲ့လေ DGB ဟာ၎င်းတို့ရဲ့နေမြေတွေမှာတော်လိုင်းတဖွဲ့တွေကိုရောစစ်ကောင်စီကိုပါဖျက်တမ်းသုံးမျိုးဝင်ပေးထားပါတယ်။တော်လိုင်းတဖွဲ့တွေဘက်ကလို့မိမခံမဲဝင်ရောက်တိုက်ခိုက်နေတဲ့ DGB တဖွဲ့ဝင်တွေလည်းရှိနေပါတယ်။မြ ாரி ဒေတာဖလူဝေါ်လေလမ်းမိုက်မှာတော်လိုင်းတဖွဲ့တွေကိုပြန်ဆုပ်ဖို့ဖိအားပေးခဲ့သူဟာ DGB ဖြစ်တယ်လို့ဖျားသုံးစုမျိုးပေါ်ကစစ်တပ်ကိုယူနီဖောင်းနဲ့မျိုးပြင်မထွက်အောင်ထိန်းသိမ်းထားသူဟာလေ DGB ပဲဖြစ်ပါတယ်။ ။ BGF နီးတူ DGB ဟာလည်းကြားဖြန့် online ငွေကြေးလိမ်လည်မှုလုပ်ငန်းလုပ်ဆောင်တဲ့တရုတ်လူမျိုးတွေကို၎င်းတို့ရဲ့အာဏာဇက်အောက်မှာကာကွယ်ပေးထားပါတယ်။သမရဦးသိန်းစိန်လက်ထက်အပြစ်ရဲ့ဖွဲ့တစ်ခုဖြစ်တဲ့ကရင်ငြိမ်းချမ်းရေးကောင်စီရဲ့တော်လှန်ရေးမှာပါဝင်မှုကရှင်းရှင်းလင်းလင်းရှိပါတယ်။တော်လှန်ရေးတဖွဲ့ဝင်တွေအတွက်လက်နက်ခရမ်းတွေတည်ဆောင်ပေးတာ၊ရောင်းချတာ၊နေမြေအုံပြုဖြတ်သန်းခွင့်ပေးတာတွေလုပ်ပါတယ်။ ၎င်းတို့ရဲ့နေမြေတွင်းမှာလောင်စာဝိုင်းတွေပျော်ဝဲရှင်ပွဲတွေနဲ့အမြဲမပြတ်စီကားတိုက်မြိုက်စေတဲ့အဲ့ဒီတပ်ဖွဲ့ဟာစစ်ကောင်စီနဲ့လည်းပလဲပနံတင်လာတဲ့တွေ့စစ်ကောင်စီစစ်ကြောင်းမြောက်ရီမြို့တို့ခြေတက်နိုင်မှုလဲ၎င်းတို့ရဲ့နေမြေကိုအသုံးပြုခွင့်ပေးထားပါတယ် BGF နဲ့ကရင်ငင်းငင်းရေးကောင်စီတို့ဟာအာဏာသိမ်းပြီးတဲ့နောက်မှာစစ်ကောင်စီနဲ့ထိတွေ့တိုက်ပွဲလုံးဝမရှိခဲ့တဲ့အဖွဲ့နှစ်ဖွဲ့ဖြစ်ပါတယ် KNL ကလွဲပြီးကျင်သုံးဖွဲ့စလုံးဟာတော်လိုင်းတက်တွေနဲ့ရောစစ်ကောင်စီနဲ့ပါတင့်မြက်အောင်ပေါင်းနေကြတာဟာယနေ့ချိန်ထိဖြစ်ပါတယ်။ဒါကြောင့်မဲတော်လိုင်းတက်ဖွဲ့တွေကစခန်းသိမ်းလိုက်အဲ့ဒီဖွဲ့တွေကဂျားဝင်ဆောင်ရွက်ပေးတဲ့တွေပြန်ဆုတ်ပေးရလိုက်။နောက်တစ်ဖန်ပြန်တိုက်လိုက်နဲ့အစုတ်တက်တန်တရာလဲခဲ့တာဟာလွန်ခဲ့တဲ့၄နှစ်စလုံးပဲဖြစ်ပါတယ်။အဲ့ဒီလိုဖြစ်နေတဲ့နေရာဟာအခြားသောတက်မဟာတွေထက်အဖွဲ့စုံရှိနေတဲ့ KNU တက်မဟာ၆နေမြေမှာတိတာထင်ရှားဆုံးဖြစ်ပါတယ်။ ကရင်လက်နက်ကင်တက်တွေထဲမှာဘဲဖွဲကအင်အားပိုတောင်တင်းနေဆိုတာကိုအတိအကျပြောရခက်ပါတယ်။ဒါပေမဲ့ကရင်လက်နက်ကင်လေးဖွဲအနေနဲ့ KNN လေးကလွှဲရင်ကြံသုံးဖွဲဟာလက်နက်ခရံတောင်တင်းပြီးတက်ဖွဲဝင်တွေကိုလည်းအတန်အသင့်ငွေကြေးထောက်ပံ့နိုင်ပါတယ်။တလားကိုမြန်မာငွေကျပ်9သိန်းဝန်းကျင်နဲ့ညီမျှတဲ့ထိုင်းဘတ်ငွေ3000ကနေ9000ကျားထောက်ပံ့နိုင်ပါတယ်။ BGF, DGB နဲ့ကရင်ငင်းကြီးကောင်စီတို့ဟာစစ်တပ်အာဏာမသိခင်ကပင် online လောင်းကစားလုပ်ငန်းတွေကာစီနိုတွေ ကားနဲ့ကုန်ပစ္စည်းမှောင်ခိုလုပ်ငန်းတွေလူမှောင်ခိုလုပ်ငန်းခီးသွားလုပ်ငန်းတွေနဲ့ကြည်ကြည်တက်ချမ်းသာနေကြပြီးဖြစ်ပါတယ်။အာဏာသိမ်းမှုဖြစ်ပေါ်လာတဲ့အခါတော်လှန်ရေးတပ်ဖွဲ့တည်တည်တွဲလက်နက်ခဲယမ်းမှောင်ခိုလုပ်ငန်းတွေလုတ်ကင်မှုအခွင့်အလမ်းပိုရှိလာခဲ့ပါတယ်။2023ခုနှစ်ဒီဇင်ဘာလနောက်ပိုင်းမြန်မာထိုင်းဒီကကုံသွေးလမ်းမကြီးပိတ်သွားခဲ့ပြီးတဲ့နောက် DGB ခွဲထွက်မှာဘူစောကျော်တဲ့ဦးဆောင်တဲ့အဖွဲ့ကင်းငင်းကြီးကောင်စီ BGF တို့က အာရှလန်ဟောင်းနဲ့မြဝရီထုတ်ကော်ကိုလန်းတွေကိုအသုံးပြုစေပြီးအခွန်ကောက်ချင်းကနေဝင်ငွေရပေါက်ရလန်းဖြောင်ပြုနေကြပါတယ်။အွန်လိုင်းငွေတွေလုပ်ငန်းတွေကြောင့်ထိုင်းနိုင်ငံကနေဆက်ဖြတ်ကျော်73စီရောင်းချမှုကိုပိတ်ပင်လိုက်ချိန်မှာလိုအပ်တဲ့73စီတွေကိုခင်ယူနေမြေတွင် ဖြတ်သန်းခွင့်ပြုစေခြင်းအပြင် KNU အတွက်လည်းအကျိုးမြတ်ရရှိနေပြန်ပါတယ်။တနည်းအားဖြင့်မြန်မာထိုင်းအာရှလန်မကြီးကိုပိတ်ထားနိုင်ခြင်းကကင်လန်နိုင်ငံဖွဲ့အားလုံးတွေ့ အကျိုးစီးပွားမျှဝေခံစား권ရနိုင်ကြပါတယ်စင်ရဒူကြာညောင်းခဲ့ပြီဖြစ်တဲ့ကင်းဒေါ်လန်ရေးဟာနေညင်များစွာကိုဖျက်ဆီးခဲ့ရပြီးဖြစ်ပါတယ်အကျိုးစီးပွားနုံနေကနေရုံးထွက်နိုင်မှုခက်ခဲနေချိန်အကွဲကွဲပြားပြားဖြစ်နေတဲ့ကရင်လန်နဲ့ကင်တွေအခုပြစ်စုပ်ပံပါလေပေါင်းစည်းနိုင်ပြီလို့မဆိုနိုင်သေးပါဘူး ကင်ဒေါ်လန်ရေးရဲ့စရုပ်ထမျိုးဆက်လို့ဆိုရမယ့်လူငယ်တွေဒေါ်လန်ရေးတဲ့နိုင်ငံရေးနိုးကြားမှုနဲ့ပါဝင်လာမှုဟာတည်တည်သာသာ ရော့ချလာနေပါတယ်။အရွယ်ရောက်ကင်လူငယ်တွေဟာအိန္ဒိယချင်းနိုင်ငံတွေကိုထွက်ခွာပြီးမိမိဘဝနဲ့မိသားစုဘဝရည်တည်ရေးတွေရွေးချယ်လာကြပါတယ်။အဲ့လိုဖြစ်လာရခြင်းမှလည်းကင်လူငယ်တွေကို အပြစ်ဆိုလို့မရနိုင်ပါဘူး။အကွဲကွဲပြားပြားဖြစ်နေတဲ့ကင်လန်းနိုင်ငံတွေအကျင့်ပြတ်ချန်ဆမ်းမှုနဲ့ကိုဂျိုးစည်းဝါးသမားတွေကို ၎င်းတို့ရဲ့အနီးနားမှာကာလာရှိကြာမြင်တွေ့လာရခြင်းကလေကရင်လူငယ်တွေတော်လန်ရေးမှာပါဝင်မှုနေပါခြင်းရဲ့အကြောင်းရင်းတစ်ခုဖြစ်လာပါတယ်အနာသိမ့်ပြီးတဲ့နောက်ဖော်ဆောင်တဲ့ကရင်တွေရဲ့ထိုးစစ်တွေဟာ ကချင်ပလောင်ရခိုင်ကိုကန်တုံနဲ့အမြဲတမ်းလိုလိုနှိုင်းရှင်ခံနေရပါတယ်တစ်တုံညာနဲ့ကုံစစ်စင်ရပြီးမှကရင်လက်နက်ကင်တွေပေါ်ဝေဖန်မှုတွေ တည်တည်တာတာထွက်ပေါ်လာခဲ့ပါတယ်ပြီးကြတဲ့နှစ်ကမအောင်မမြင်ဖြစ်ခဲ့တဲ့ corporate မြို့သိမ်းတိုက်ပွဲပြီးတနှစ်ကြာအခု2025ခုနှစ်အပီလာမှာနောက်ထပ်တစ်ဖန်ကြီးမားတဲ့ထိုးစစ်ကြီးကိုကရင်လက်နက်ကင်တွေဖော်ဆောင်နေပြီဖြစ်ပါတယ်ဒီစစ်စင်ရေးဟာပြီးကြတဲ့နှစ်ကဖော်ဆောင်ခဲ့တဲ့အာရှလမ်းမော်ကစစ်စင်ရေးတွေနဲ့ကွဲပြားခြားနားမှုနည်းငယ်ရှိနေပါတယ်အခုစစ်စင်ရေးတစ်ခုလုံးကို KNL ကဥဆောင်ပြီးကရင်နဲ့မာမိတ်မွန်လဲနဲ့ကင်တွေဖော်ဆောင်လာတာဖြစ်ပါတယ် ကရင်နဲ့မွန်တော်လှန်ရေးလက်နက်ကင်ဖွဲ့တွေထံသို့အသွင်ပြောင်းလဲသူတွေကလွတ်ပြီးကုစစ်စင်ရေးမှာတော့ PDF ပါဝင်မှုက ပြောပါလောက်အောင်မရှိပါဘူးအခုစစ်စင်ရေးမတိုင်ခင်မှာလဲ KNL ဟာအနန်းကွင်းဖြူဟာကိုတနစ်ကြာပေးဆိုတိုက်ခိုက်ခဲ့ပါသေးတယ်အဲ့ဒီတိုက်ခိုက်မှုမပြီးပြတ်သေးခင်မှာပဲ Concrete ကြုံတိုးဒေတာတိုက်ပွဲတွေကိုဖော်ဆောင်လာတာဖြစ်ပါတယ်အခုတစ်ဖန်ထိုးစစ်မှာတော့အင်အားသုံးဆွဲမှုပြင်အရင်ကတနက်မဖောက်ရနိုင်မည်ဖြစ်တတ်မှတ်ထားတဲ့ KNU တက်မှခွန် အာရှလမ်းမမြောက်ဖက်အချင်းမှာပါတိုက်ပွဲတွေဖော်ဆောင်လာတဲ့တွေ့ရခင်နဲ့မတူထူးခြားတဲ့အောင်မြင်မှုတွေပြသပြီးတော့ဝေဖန်သူတွေကိုနှုတ်ဆက်သွားစေမလားဆိုတာကစိတ်ဝင်စားစရာကောင်းနေပါတယ်မြန်မာထိုင်းနဲ့ဆက်ပြင်ပြင်းနဲ့လှိုင်းပွဲမျိုးနယ်တွေကစစ်ကောင်စီရဲ့တာလေဗျူဟာစခန်းကိုတက်မာခွန်တက်ဖက်ဝင်တွေကမေလ14ရက်နေ့နံနက်ပိုင်းမှာတင်ပိုက်လိုက်ပါတယ်ထိုင်းစစ်တပ်က၎င်းတို့ဘက်ချင်းမှာလုံခြုံရေးယူခဲ့ရတဲ့အထိပြစ်ခတ်တိုက်ပွဲတံတွေပြင်းထန်ခဲ့ပါတယ် တမ်းမာခွန်ဟာ2024ခုနှစ်ဒီဇင်ဘာလ16ရက်နေ့ကစပြီးလိုင်းပွဲမြို့နယ်ရှိ KNU ဌာနချုပ်ဟောင်းမာနေပလောဒေသကိုတက်မဟာငါတက်ဖွဲ့တွေနဲ့တူဥပောင်းသိမ်းယူခဲ့ရကနေနေမြစ်တွင်တိုက်ပွဲတွေစတင်ခဲ့ပါတယ်။လက်ရှိမှာတက်မဟာခွန်လေးမြရှိစစ်ကောင်စီရဲ့အမှတ်31ခြေလင်းတရင်ခြေဆိုင်ရာ point 128စကန်ခေါ်ဘူလူတူတက်စကန်ခလယ်ဒေးစကန်မော်ဖားတူစကန်လေးပနာတီခေါ်တခေါ်ဘီခွေးတက်စကန် တာလေပြူဟာစခန်းစတဲ့စစ်စခန်း၅ခုတို့ကိုစက်တိုက်သိမ့်ပိုက်ထားပါတယ်။ခင်းယူတက်မှာခွန်ရှိစခန်းတွေကိုစစ်တပ်ကလွဲတကူလက်လွတ်နေရတာဟာအဲ့ဒီနေမြေမှာရှိတဲ့စစ်ကောင်စီတပ်ကို BGF ကကာကွယ်ထောက်ပံ့မပေးတော့တာကြောင့်လို့ယူဆရနိုင်ပါတယ်။ဘာကြောင့်လဲဆိုတော့အာဏာသိမ်းပြီးချိန်ကာလတလျှောက်လုံးစစ်တပ်ကနေဆက်စစ်စခန်းတွေကို ထောက်ပံ့ပို့ဆောင်ရေးတွေ BGF နေမြေကိုတုံ့ပြုခဲ့တာကြောင့်ဖြစ်ပါလေ။ မီတို့ပင်ဆိုတကမှုစစ်ကောင်စီကရွက်ောက်ပွဲလုံးမဲ့လို့ကြီးညာထားတဲ့အခု2025ခုနှစ်မှာကရင်တိုင်းသားတို့ဖော်ဆောင်လာတဲ့ထိုးစစ်ဟာဘလောက်ထိခီးပေါင်းမြောက်မယ်ဆိုတာကိုစောင့်ကြည့်နေကြပြီဖြစ်ပါတယ်။